အလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြန်လဲ share လုပ်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဒီပေးလေးမှာပေါ့နော် video editing နဲ့ပတ်သက်တာလေးတွေပေါ့နော်အခြေခံကနေစပြီးတော့ကျွန်တော်ဒီ video လေးမှာအခမဲ့ free ပေါ့နော် share လုပ်ပေးမယ်လို့ဒါ mention ခေါ်တာလည်းပို့လေးတစ်ခုရှိပါတယ်အဲအဲ့ဒီပို့လေးကိုမြင်ပြီးတော့ကြိုက်နှစ်သက်တဲ့သဘောကျတဲ့အတွက်ပေါ့နော် follow လာလောက်ထားတဲ့ကျွန်တော်ရဲ့မိတ်ဆွေအယောက်200ကျော်ကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်အဲဒီပေးလေးမှာတော့ဒါ video editing နဲ့ပတ်သက်တာပေါ့နော်အခြေခံကနေစပြီးတော့ ျွန်တော်သိသလောက်တတ်သလောက်ပေါ့နော်ကျွန်တော်အခမဲ့ညှပ်ဝေပေးပါမယ်အဒီနီယာမှာတခါတည်းတောင်းဆိုထားကျင်တာကတော့ကျွန်တော်ဒီသင်တန်းဆရာမဟုတ်ပါဘူးသင်တန်းနှီးပြတယောက်လည်းမဟုတ်ပါဘူးပေါ့နော်အကျွန်တော်သိထားလေးတွေကိုကျွန်တော်တတ်ထားလေးတွေကိုအခမဲ့ sharing လုပ်ပေးခြင်းဖြစ်ပါတယ်အကျွန်တော်ရဲ့မျှဝေမှုထဲမှာအမှားလေးတွေတယောက်နဲ့တယောက်နဲ့အမြင်မတူတာလေးတွေအတဘောတရား꿰လွတ်မှုလေးတွေရှိနေတယ်ပေါ့နော်အတခါတည်းဒီနေရာကနေပြီးတော့ကျွန်တော်တောင်းမှတ်ပါတယ်ဟုတ်ကဲ့ပါအဲတကယ်လို့ပေါ့ကျွန်တော်ရဲ့ message ကစိတ်ဝင်စားတယ်ဆိုရင်တော့အဲ TP လေးကိုအဲတငယ်ချင်းနဲ့တည်အောင်ပေါ့နော် အဲရှယ်လေးနဲ့ကူညီပေးဖို့လည်းကျွန်တော်တောက်ဆိုပြရပြီအခုလိုမျိုးပေါ့နော်အဲတချို့ကြတော့လည်းကျွန်တော်ကဗီဒီယို editing ကိုပေါ့နော်အခြေခံကနေစပြီးတော့တင်ပေးချင်တာဗျာအဲတင်ပေးချင်ပေမဲ့လည်းတချို့မိတ်ဆွေတွေကြတော့လည်းအခြေခံကကျွန်တော်တို့ကပိုင်ထားပြီးသားအဲလိုအပ်တဲ့နေရာလေးလောက်ပဲပေါ့နော်အဲ share နေနေပြတ်ဝေးပေးပါပေါ့နော်အဲသိချင်တဲ့အကြောင်းအရာလေးတွေကို comment box မှာတောင်းမယ်ပေါ့နော်အဲဒါလေးလေးလောက်ပဲကူညီပေးပေါ့နော်အခြေခံကတော့ရှိပြီးသားပေါ့โอเคဒီလိုမျိုးလည်းကောင်းပါတယ်အခုလိုမျိုး2025မှာဆိုရင် အခြေခံကတော့လူတိုင်းကပိုင်နှောက်ပြီးသားပေါ့နော်။ Okay တောင်းဆိုတဲ့အချက်လက်လေးတွေကိုပဲကျွန်တော်ကြည့်ပြီးတော့ဗီဒီယိုလေးလုပ်ပြီးတော့ပေါ့နော်။အဖန်တီးပေးပါမယ်။ Okay ဒီနေ့တောင်းဆိုရတဲ့ကျွန်တော်ရဲ့မိတ်ဆွေကတော့အခုလိုမျိုးပေါ့နော်။အဲသူကဈေးရောက်နေတဲ့မိတ်ဆွေဖြစ်မယ်။အဲ့ကျွန်တော်ကလည်းဈေးရောက်သူမဟုတ်ဘူးဆိုတော့ဗောနော်အဲဘလူပဲဖြစ်ဖြစ်အဲသဘောတရားကတော့လုတ်ပုံလုံနေကတော့အတူတူပဲအခုလိုမျိုးအဲကျွန်တော်တို့ကိုရောင်းတဲ့ပစ္စည်းတစ်ခုကကိုရဲ့နောက်ကျောကုန်းမှာရှိရအောင်ဗောနော်ဥပမာပြဗစက်ကအင်ဂျီလို့ပြောရင်အင်ဂျီပေါ်လာအောင် အဲပုဂ္ဂိုလ်ပြောလိုက်တဲ့အကြောင်းအရာတစ်ခုတော့ပေါ်လာအောင်ပေါ့နော်အကျွန်တော်ကနှီးပညာသမားဆိုတော့အခုမှကျွန်တော်ရဲ့ပတ်သက်ကအဲ Facebook လို့ပြောလိုက်ရင် Facebook က automatic ထွက်လာမယ်အဲ Messenger လို့ပြောလိုက်ရင် Messenger Messenger က automatic ထွက်လာမယ်ဥပမာဒီလိုမျိုးလေးပေါ့နော်အဲ Messenger နောက်မှရောက်မယ်အဲ Facebook လို့ပြောလိုက်ရင် Facebook ကနောက်ကထွက်လာမယ်အရှိကကိုပြောတဲ့အကြောင်းအရာတစ်ခါတည်း automatic နောက်မှထားမယ်ပေါ့နော်အဲ background မှာထားချင်တယ်ပေါ့ဘယ်လိုမျိုးထားရမလဲအဲဒီနည်းလမ်းလေးကိုဒါကျွန်တော်သင်ခန်းစာနံပါတ်1နေနဲ့ share လေးလုပ်ပေးပါမယ် အခုလိုမျိုးကျွန်တော်ရင်းမရှိတာကိုသိချင်တဲ့အကြောင်းအရာတွေဒီ comment box မှာမန်းထားခဲ့ကျွန်တော်ဗီဒီယိုလေးနေပေါ့နော်အကောင်းဆုံးအဲကျွန်တော်တည်တလို့တက်တလို့ပေါ့နော်အဲအဲကျွန်တော်တည်တလို့တက်တလို့ရှင်းပြပြီးတော့ပြဝေပေးပါမယ် okay အဲဒီလိုမျိုးလုပ်ဖို့ဆိုရင်တော့ဒါကျွန်တော်တို့အဲဘာအရေးကြီးလဲဆိုတော့ဖုန်းကတော့အဲ quality ကောင်းဖို့လိုတယ်ဗျကျွန်တော်ရဲ့ဖုန်းကတော့တိတ်ပြီးတော့အဆင်မပြေဘူးအဲ quality နည်းနည်းညံ့တယ်ကက်ကတ်တောင်မှပဲတိုင်ပတ်နေတယ်ပေါ့နော် okay အဲဒါကတော့မဆွေဖုန်းကိုယ့်ရဲ့ဖုန်းက quality ကောင်းရင်တော့လုံးရတာမြင်မြန်ဆန်ဆန်လုံးရတာပေါ့နော် โอเคဘယ်လိုပဲဖြစ်ဖြစ်ဒါကက်ကက်နဲ့ကျွန်တော်ပြပေးမယ်ကက်ကက်နဲ့လည်းကျွန်တော်ပြပေးမယ် insurance နဲ့လည်းပြပေးမယ်ပေါ့နော်အဲတနည်းတစ်မျိုးပေါ့နော်โอเคဒီနေ့ဒါကက်ကက်နဲ့ကြည့်မယ်နော်โอเคဒါဆိုရင်ကက်ကက်ထဲကိုဝင်ကက်ကက်ထဲရောက်ပြီဆိုရင် new project ကိုနှိပ်အနှိပ်ပြီးတော့ကျွန်တော်ကတော့ကျွန်တော်မှရှိတဲ့ video နဲ့ပြပေးမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်အဲဒီ video လေးကိုတစ်ခုထည့်မယ်ဒီ80ဆိုတာလေးကိုပါကျွန်တော်ကတော့အမှန်ချစ်တယ်အမှန်ချစ်ပြီးတော့အောက်က ADD ဆိုတာလေးကိုနှိပ်လိုက်တယ်โอเคဒါဆိုရင်ရသွားပြီပေါ့နော်အဲကျွန်တော်ရဲ့ video ကနည်းနည်းရှည်သေးတယ်ကျွန်တော်အရှည်ကြီးတော့မပြတော့ဘူးနော်အဲကျွန်တော်ဖြတ်လိုက်မယ် โอเคဒီနောက်ကကက်ကက်လိုကိုကြီးလက်ပါနေတယ်အဲကျွန်တော်ဖြတ်လိုက်မယ်ဒါဆိုရင်ဗီဒီယိုရသွားပြီပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ကရသွားပြီရသွားပြီဆိုရင်ဒီတိုင်းနဲ့တော့အဲကျွန်တော်တို့ကလုပ်လို့မရဘူးပေါ့နော်ဒီဗီဒီယိုကိုနောက်ထပ်တစ်ခုထပ်ပွားရအောင်ပဲအဲနောက်ထပ်တစ်ခုထပ်ပွားဖို့ဆိုရင်ကျွန်တော်ပြောဒီရှေ့မှာမထားနဲ့နော်အဲဒီရှေ့မှာမထားပဲနဲ့ဗီဒီယိုရဲ့နောက်ကိုဆွဲထုတ်လိုက်โอเคဗီဒီယိုရဲ့နောက်ကိုဆွဲထုတ်လိုက်ပေါ့နော်အဲဒီလိုမျိုးဆွဲထုတ်လိုက်โอเคဆွဲထုတ်လိုက်ပြီးတော့အခုဗီဒီယိုကိုပဲဒီဗီတန်လန့်ကရှိတဲ့ဗီဒီယိုလက်နဲ့တစ်ချက်ထိလိုက်အဲထိလိုက်ပြီးတော့ဒီအောက်ဘာကိုဆွဲလိုက် အဗီဒီယိုပွားဖို့အတွက်ပေါ့နော်အဲဒီမှာထပ်နေတာလေးရှိတယ်အဲဒီမှာထပ်နေတာလေးနော် duplicate ဆိုတော့ဒီမှာထပ်နေတာလေးရှိတယ်အဲ့ထပ်နေတဲ့နေရာလေးကိုနှိပ်လိုက်အဲနှိပ်လိုက်ရင်ဒီဘက်မှာနောက်တစ်ခုပွားသွားတယ်တို့လားအဲပွားသွားလို့တချို့မိတ်ဆွေကြတော့ဒီနေရာကဒီတိုင်းနဲ့ပွားပြီးတော့ဒီဘက်ကဒါကျွန်တော်တို့ overlay နဲ့အောက်ဆွဲချလို့လည်းရတယ်ပေါ့ဒီ overlay နဲ့အဒီဗီဒီယိုကအောက်ရောက်ပြီပေါ့နော်အဲတချို့မိတ်ဆွေတွေကအဲ့လိုမျိုးလက်နဲ့ဘေးထိပြီးတော့ဒီလိုမျိုးလည်းပျောက်သွားတတ်တယ်အဲဒီလိုမျိုးပျောက်သွားဗီဒီယိုနှစ်ခုဖြစ်နေတယ်ပေါ့နော်အဲပျောက်သွားလဲဘာမှမဖြစ်ဘူးဒီအနောက်ဆုံးကိုပြန်ဆွဲလာပြီးတော့ဒီဗီဒီယိုကိုလက်နဲ့ထိ အဲထိပ်ပြီးတော့ဒီမှာ over လေးဆိုတော့ဒီအောက်ကရှိရဒါကပျောက်သွားရင်ပေါ့နော်တကယ်တမ်းကတော့မပျောက်ဘူးကျွန်တော်ရင်ဆိုမှားနေမိမှာကြောက်လို့ပေါ့နော်အဲဒီမှာ over လေးဆိုတာရှိတယ်အဲ့ဒီ over လေးကိုနှိပ်လိုက် over လေးနှိပ်လိုက်ဒီအောက်ရောက်လာတာပေါ့နော်အဲဒီမှာကြည့်လိုက်နှစ်ခုဖြစ်လာဒါဆိုရင်သူ့ကိုလက်တင်နဲ့ဖိပါဖိပြီးတော့အရှိ့ကိုဆွဲလိုက်အဲဒီနှစ်ခုညီနေအောင်ထားဒီမှာသူကစီးလေးလေးပြတာဒီစီးလေးနဲ့ညီအောင်ထားပေါ့နော်အဲဥပမာဒီလိုမျိုးကြီးတော့မထားနဲ့တော့အဲဒီလိုမျိုးတုံနေတာတော့မရဘူးဒါကိုဖိတာဖိတာပြီးတော့သူနဲ့ညီနေအောင်ထား okay ညီနေလဲဆိုရပြီ အဲ့ဒါဆိုရင်ဗီဒီယိုနှစ်ခုဖြစ်သွားပြီပေါ့နော်ဒါနှစ်ခုဖြစ်သွားပြီတခု background ဖျောက်လိုက်အခုထည့်လိုက်အခုပွားလိုက်တဲ့ဗီဒီယိုပေါ့နော်အောက်ကကျောင်းဟောင်းတစ်ချက်နှိပ်နှိပ်ပြီးတော့ထိထားပေါ့နော်ထိထားပြီးတော့ဒီအောက်ကဘားကိုဆွဲရမယ်အဲဒီအောက်ကဘားကိုဆွဲပြီးတော့ဒါ background ဖျောက်ပေးရမယ်ပေါ့နော်ဆွဲလိုက်ဆွဲလိုက်ပြီးတော့ဒီနေရာမှာမလူကောင်းပုံလေးနဲ့ရှိတယ် remove bg ပေါ့နော်တချို့ကြောက်တယ် background remove လာတယောက်တယောက်နဲ့တော့မတူဘူးပေါ့နော်စာသားပေါ့နော်ဒီမလူကောင်းပုံလေးနဲ့ background ဖျောက်ဖို့ပေါ့နော်အဲ့ဒီနေရာလေးကိုနှိပ်လိုက် နှိမ့်လိုက်ရင်ကျွန်တော်မှဒီမှာ auto remove background ပေါ့နော်ဒီ auto remove background နှိမ့်လိုက်တဲ့ခါကျတူကဒီနေရာမှာနံပါတ်လေးတွေပြတယ်ဗီဒီယိုရှင်ရင်တော့ပေါ့နော်တူကနည်းနည်းကြားတယ်အခုမှဗီဒီယိုက5မိနစ်10မိနစ်ဆိုတော့တူကဒီနေရာမှာတရာပြောင်းစောက်ပေးရမှာပေါ့ဗျာဒီနေရာမှာအဝိုင်းလေးလဲတယ်အဲကျွန်တော်ဟာတုံနေတယ်ဆိုတော့နှိမ့်တယ်တူကပျောက်ချင်ပျောက်သွားပါ auto remove ပေါ့နော်ဒါလေးကိုတစ်ချက်ကျွန်တော်ဖြတ်လိုက်မယ် auto remove နဲ့ပဲနှိမ့်လိုက်မယ်နှိမ့်လိုက်တယ်ဒီမှာအမှန်ချစ်ဖြစ်သွားတယ်ကျွန်တော်မှတအားတုံတယ်တော့ပေါ့နော်အဲ့ဒါကလို့ကျွန်တော်ရဲ့မစကမရသေးဘူးဆိုရင်တချို့ကြောက်တယ်မပြောက်ဘူးဆိုရင်ဒီမှာဒီလူကောင်းလေးကျွန်တော်မြောက်တစ်ချက်ကျွန်တော်လူကောင်းတစ်ခုဒီလိုမျိုးရှိတယ် အဲ့တချို့ကြဒီလိုမျိုးဖြစ်နေမရဘူးဒါကိုနှိမ့်မယ်နှိမ့်လိုက်မှဒီလမ်းကအော်တိုပြတ်သွားမှာပေါ့နော်အဲဒါကတော့တရောင်းတရောင်းတော့မတူတဲ့အတွက်တစ်ခါလဲအဆဆုံးကျွန်တော်ပြတ်ပြပေးတာပေါ့နော်အဲတချို့ကြ background မပြောက်မပြောက်ဆိုဒီလူကောင်းနှိမ့်လိုက် background ပြောက်သွားမယ် okay ဒီနေရာကလည်းတရားပြည့်သွားပြီဆိုရင်ဒီအမှန်လေးကိုချစ်ပေးလိုက်မယ် okay ဒါဆိုရင်ဒီ video ဒီဒါ background ပြောက်သွားတဲ့ video တစ်ပုဒ်ဖြစ်သွားပြီပေါ့နော် video နှစ်ပုဒ်ဖြစ်သွားပြီ okay ဒါဆိုရင်ကျွန်တော်တို့ကကိုပြချင်တဲ့အရာကိုရောင်းချင်တဲ့အရာကိုရဲ့နောက်ကျောမှာထားလို့ရပြီအဲဒါဆိုရင်ကျွန်တော်ရင်းပြချင်တာဘာရောင်းချင်တာလဲဘာပြချင်တာလဲပေါ့နော် โอเคဒါဆိုရင်ကျွန်တော်ကတော့အဲအရှိမပြတဲ့လိုပဲပေါ့နော်အဲ Facebook တွေ YouTube တွေပဲကျွန်တော်ပြပေးမယ်အတူတူပဲပေါ့နော်ကျွန်တော်မျိုးဆိုတာအင်ဂျီဝစ်စာဆိုတဲ့အင်ဂျီဝစ်စာကိုတခါလဲ background လို့မူဖြောက်လိုက်ပေါ့နော်ဖြောက်ဝင်ဖြောက်နေကိုလည်းကျွန်တော်ပြပေးမယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော် နောက်ထပ်ထပ်ထားမယ်ပေါ့နော်ထပ်ထားဖို့ဆိုရင်အဲဒီဘားကိုတော့အညီထားပေါ့နော်အညီမထားအညီထားထားတော့အကောင်းဆုံးပေါ့နော်အဲကိုပြောလိုက်တာနဲ့တိုင်းပြီးတော့ထွက်လာထွက်လာရအောင်ပေါ့နော်တချို့ကြတော့ဒီလိုမျိုးတွေဖြစ်နေတယ်ရင်အဲကိုပြောတဲ့နေရာကတခါလဲမရောက်လာတတ်ဘူးပေါ့နော် โอเคဒါဆိုရင်ကျွန်တော်ဒီအိမ်ထားမယ်ဒီထိတ်လေးညီအောင်ထားမယ်ထားပြီးတော့ဒီမှာ over လေးဆိုတာရှိတယ် over လေးကိုနှိပ်မယ်အနှိပ်ပြီးတော့ဒီမှာအပေါင်း black ကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ဒီဘက်မှာဓာတ်ပုံဘက်ကိုလာမယ်ပေါ့နော်ဒါက video ဒီဘက်ကဓာတ်ပုံပေါ့နော်အအခြေခံရှိတဲ့ဆိုတော့ကြည့်ပါလေโอเคဒါဆိုရင်ကျွန်တော်ဒီက messenger ကိုအရင်နှိပ်မယ်အတခါလေးလဲကျွန်တော်ရေးမရှိခါ၃လေးခုပြချင်တယ်ဆိုတော့၃လေးခုတခါလေးနှိပ်လို့ရတယ်ပေါ့နော်အဲတခုချင်းစီတယ်ကျွန်တော်ပြပေးရမလို့လို့အကုန်လုံးပြပေးရမလို့လို့ပဲဗျာ အဲဗီဒီယိုအတိတ်ကလည်းရှည်သွားမယ်ဒါဆိုတခုကိုတော့ကျွန်တော်ပြပေးလိုက်မယ်နော်အဲဒါဆိုရင်ကျွန်တော် 80D ကိုနှိပ်ပြီးတော့ 80D ကိုနှိပ်မယ်အဲဒီ app ကိုနှိပ်လိုက်မယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်နည်းနည်းလေးဆွဲလိုက်မယ်ဗီဒီယိုရှည်တဲ့လောက်ပေါ့နော်အဲကျွန်တော်ဆွဲလိုက်မယ်โอเคဗီဒီယိုရှည်တော့ဆွဲလိုက်မယ်ဆွဲလိုက်ပြီးတော့ကျွန်တော်လက်လေးနဲ့ဒါကိုအကျက်လုပ်လို့ရတယ်အသေးလေးလုပ်လို့ရတယ်အကြီးလေးလုပ်လို့ရတယ်โอเคဒါဆိုရင်ဒီနောက်မှထားမယ်ပေါ့နော်အဲတကယ်တမ်းကတော့ကျွန်တော်စိတ်ကျက်လုပ်လို့ရတယ်ပေါ့နော်အဲကျွန်တော်တနေ့ကိုနည်းနည်းသွားမယ်နော်ဒါကတော့အဲတစ်ခုချင်းစီပဲကျွန်တော်ပြပေးမယ် အဲဒါဆိုရင်ကျွန်တော်ရဲ့ message ဖွင့်ကြည့်လိုက်အဲကျွန်တော်က message အကြောင်းပြောတဲ့အရှိမထားနေတာအကျွန်တော်ကအရှိမမကြောက်ကျွန်တော်ရဲ့ joke နောက်မှာထားချင်တာဘယ်လိုလုပ်လဲပေါ့နော် okay ဒါဆိုရင်အခုထည့်ထားတဲ့ message ပေါ့နော်အဲတန်းလင်းကိုတစ်ချက်နှိပ်လိုက် message ကိုနှိပ်လိုက်ပေါ့နော်ဒီတန်းလင်းကနှိပ်လိုက်ပြီးတော့ဒီအောက်ကဘားကိုကျွန်တော်ရဲ့တစ်ချက်ဆွဲလိုက်အဲတစ်ချက်ဆွဲတစ်ချက်ဆွဲချိုးချတော့ဒီနေရာမှာ layer ဆိုပြီးတော့မြားလေးကအပေါ်နဲ့အောက်နဲ့ချိတ်နေတာရှိတယ်အဲကျွန်တော်မှာကတော့ဒီလိုမျိုးထပ်နေတာရှိတယ်တယောက်နဲ့မတူဘူးပေါ့နော်ဒါဆိုရင်ဒီ layer ဆိုတာလေးကိုတစ်ချက်နှိပ်လိုက် ။ Okay နှိမ့်လိုက်ရင်ဒီလိုမျိုးလေးပေါ့လေ။အဲဒါဆိုရင်တချို့ကျတော့ကျွန်တော်ရဒီပုံလေးကိုဖိပြီးတော့လက်လေးနဲ့ဟိုဘက်တွေပဲရွှေ့လို့ရတယ်။တချို့ကျရွှေ့မြန်ရင်ဒီမြားလေးတွေနဲ့သွားရတာရှိတယ်။အဲဒါကပုံသလုံးနဲ့သလုံးနဲ့မတူဘူးပေါ့နော်။အဲကျွန်တော်ကကျွန်တော်ရဖုန်းကျတော့အဲ့ဒီကျွန်တော်ရပိုင်လေးဖိပြီးတော့ဒီလိုမျိုးဟိုဘက်တွေပဲထားလို့ရတယ်။ဒါဆိုရင်ကျွန်တော်ကဒီဘက်ကိုထားလိုက်မယ်။ဒါဆိုရင် message ကနောက်ရောက်ပါ။ဒါဆိုရင်အရှိရောက်ပါ။ဒါဆိုရင်နောက်ရောက်ပါ။အပေါ်ကဖို့ဗီဒီယိုကြည့်။အဲဒီလိုမျိုးပေါ့။ဒါဆိုရင်ကျွန်တော်ဒီမှာထားမယ်။ Okay ဒါဆိုရင်အဲကျွန်တော်အမှန်ချစ်လိုက်မယ်။ကျွန်တော်ရကြောကုန်းနောက်မှာ messenger ရှိတယ်ဗျ။အဲ ်မက်ဆေ့ချာကပျောက်သွားပြီ။ဒါဆိုရင်ကျွန်တော်ကျောကုန်းနောက်ကမက်ဆေ့ချာမထားတော့ဘူး။အဲကျွန်တော်နောက်စီနာမှာထားမယ်ဆိုတဲ့နောက်စီနာကိုဒီလိုမျိုးအဲလာထားလို့ရသွားပြီပေါ့နော်။အဲဒီနေရာမှာကိုယ့်ရဲ့စိတ်ကြိုက်အဲချက်ထားလို့ရပြီ။အဲကျွန်တော်ပြောလိုက်ထားတဲ့မက်ဆေ့ချာကအဲဒီနောက်မှာရှိနေပြီပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်ဖွင့်ကြည့်တယ်မယ်။အဲဒါဆိုရင်မက်ဆေ့ချာကကျွန်တော်ရဲ့အနောက်မှာရောက်နေပြီ။အဲကျွန်တော်ကဒီတိုင်းမကြိုက်ဘူးကိုကအလှုပ်ရွာလေးနဲ့ဝင်ကျင်တာဆိုရင်တော့ animation ထည့်လို့လည်းရတယ်။အဲ့ကျွန်တော်ကတော့ animation သိမ့်မကြိုက်ဘူးဒါပေမဲ့ကြပြီမြေပေါ့နော်အဲ့ဒီ messenger လေးကိုတစ်ချက်နှိပ်မယ်အဲ့နှိပ်ပြီးတော့ဒီအောက်မှာဒီမှာ အဲ animation ဆိုကျွန်တော်မျှားလေးတစ်ချက်ကြီးအမှိုက်ပုံတွေပဲပြနေမှာ video play တဲ့ပုံလေးရှိ animation တွေတစ်ချက်နေတယ်အဲနှိမ့်လိုက်ရင်ဒီမှာသူကဒါလေးတွေရှိတယ် animation အလှုပ်ရွတ်လေးနဲ့ဝင်လာလာလေးတွေပေါ့နော်ကျွန်တော်ရဲ့မရွှေကတော့ကြိုက်တာကို you အဲကျွန်တော်တစ်ခုထည့်ပြမယ်နော်အဲဒါလေးကိုကျွန်တော်တစ်ခုနှိမ့်မယ်အဲခဏဆောက်လိုက်အဲ messenger ဝင်လာတာလေးကိုကြည့် okay ဒါဆိုရင်ရပြီပေါ့နော်ကျွန်တော်တစ်ချက်ဖွင့်ကြည့်မယ်အဲကျွန်တော်နောက်က messenger ဝင်လာတာကိုကြည့်အဲစာတုံးလေးနဲ့ဒီလိုမျိုးသွားတာပေါ့နော်အဲသူ့ကိုလည်းကျွန်တော်ပြန်ပြန်ပြင်လို့ရတယ် animation ကိုဝင်ဝင်ပြီးတော့ဒီမှာမြားမြားကျွန်တော်မြားလေးကိုတစ်ချက်ကြည့် 3 3စက္ကန့်ရှိတယ်ဒါလေးကအဗီဒီယိုအတူရှေ့လေးတွေမှာမူတည်ပြီးတော့ဗောနလိုက်ကစားလို့ရတယ်ဒီလောက်အခုနှစ်စက္ကန့်ကိုကျွန်တော်ထားထားပြီးတော့ကျွန်တော်တစ်ချက်ဖွင့်ကြည့်မယ် message ကိုကြည့်နော်အဲကျွန်တော်ဗီဒီယိုတစ်ချက်ပြေးကြည့်မယ်ဘယ်လိုမျိုးဝင်လာလဲဗောနအဲဒီမှာကြည့်အဲအဲအဲဒီလိုမျိုးပေါ်တာဝင်လာတာကိုကြိုက်လားအဲဒါကတော့မိတ်ဆွေတဘောဗောနအဲဒီတိုင်းပေါ်တယ်ဆိုရင်ဒီမှာဓာကြီးကဒီလိုမျိုးပေါ်နေတဲ့ဒီတဲ့နော်အဲဒီတိုင်းမထားနဲ့အဲ့ message ကိုလက်လေးနဲ့နည်းနည်းလေးသွားကြည့်လိုက်ထိပြီးတော့ဗောနအကုန်လုံးပြောင်းအောင်အဲဒီလိုမျိုးလေးဗောနော် အဲပျောက်တော့ဒါဆိုရင်ကျွန်တော်တစ်ချက်ပြန်ဖွင့်ကြည့်မယ် messenger ကိုတစ်ချက်ရှုအဲဒီလိုမျိုးပေါ်လာမယ်ကိုက messenger အကြောင်းပြောရဲဆိုရင် messenger ကဒီတိုင်းပေါ်လာမယ်အဲဒီတိုင်းလေးရတယ်ဒါကတော့နီလန်တနီလန်ပေါ့နော်ဒါ animation လေးနေနဲ့ထည့်လို့ရတယ်ပေါ့နော် okay အဲဒါကတစ်မျိုးပေါ့နော်ကျွန်တော်ရဲ့ message ကိုနောက်တစ်မျိုးကျွန်တော်ထပ်ပြပေးမယ်ပေါ့နော် okay ဒီနီလန်ကတော့ဒါသဘော animation နဲ့သဘောပေါက်သွားပြီပေါ့နော်နောက်ထပ် facebook ကိုဝင်လာတာကိုကျွန်တော်ပြပေးမယ် အဲဥပမာကျွန်တော်ရဲ့မိတ်ဆွေကဒီမှာဒါဆိုရင်တော့အဲ messenger ကအဲဒီလိုမျိုး animation နဲ့ဒါဝင်လာတာပေါ့နော်အဲဝင်လာတဲ့နေပေါ့နော်အဲနောက်ထပ်ကျွန်တော်ကိအဲ facebook ကိုထပ် okay ဒီနေရာမှာပေါ့နော်အဲဒါဆိုရင်ကျွန်တော်က messenger အကြောင်းကိုကျွန်တော်ရှင်းပြလို့ပြီးသွားပြီအဲပြီးသွားပြီဆိုတော့ facebook အကြောင်းကိုကျွန်တော်ထပ်ပြီးတော့ရှင်းပြပြီပေါ့နော်ဒါကတော့ကျွန်တော်ကနီးပညာသမားဖြစ်တဲ့အတွက်အဲ facebook တွေ messenger တွေပြောပြပေးတာပေါ့နော်အဲကျွန်တော်ရဲ့မိတ်ဆွေကကိုရောင်းနေတဲ့ product တွေကိုပြချင်တယ်ဆိုတော့အထောက်အထူပဲဒီနေရာမှာဒီလိုမျိုးထည့်ပေါ့နော် โอเคဒါဆိုရင်ကျွန်တော်က Facebook အကြောင်းဒီနေရာမှာပြီးသွားပြီပေါ့နော်အဲဗီဒီယိုလေးကိုဖွင့်ကြည့်လိုက်အဲ Facebook အကြောင်းကအဲဒီနေရာမှာ Messenger အကြောင်းကိုကျွန်တော်အရင်ရှင်းပြတယ်ပေါ့ဗျာအဲ Messenger အကြောင်းကိုကျွန်တော်ကရှင်းပြနေတယ်ရှင်းပြလို့ပြီးသွားပြီโอเคနောက်ထပ် Facebook အကြောင်းထပ်ပြီးတော့ရှင်းပြမယ်အဲ Facebook ကထပ်ဝင်လာတာကိုဘယ်လိုလုပ်မလဲပေါ့နော်โอเคဒါဆိုဒီနေရာမှာပြီးသွားပြီပေါ့ပြီးသွားပြီဆိုရင်ဒါဆိုရင်ကျွန်တော် account black ကိုနှိပ်မယ်အဲနှိပ်ပြီးတော့ Facebook ကိုနှိပ်မယ် Facebook ကိုယူလာမယ်โอเคဒါဆိုရင် Facebook ကိုရောက်လာပြီပေါ့နော်အဲ Facebook ကိုလည်းကျွန်တော်နည်းနည်းလေးဆွဲလိုက်မယ်ဗီဒီယိုရှေ့တလောက်ဆွဲပါတော့ကျွန်တော်ကတော့ဒီလောက်ပဲပေါ့နော်โอเคဒါဆိုရင်ဒီ Facebook ရလာပြီ အဲ Facebook ကိုကျွန်တော်ရဲ့အနောက်မှာထားမှာပေါ့နော်အဲကျွန်တော်ဒီတိုင်းထားရမယ်အဲပြီးမှတစ်ခါတည်းအနောက်ကိုပို့လဲရတာပေါ့နော်ဒါဆိုရင်ကျွန်တော်ကအဲ Facebook ကျွန်တော်ပြောလာတာနဲ့ Facebook က auto တက်လာအောင်ပေါ့နော်ဘယ်လိုလုပ်မလဲဆိုရင်အဲဒီ Facebook ကိုကျွန်တော်ကအရင်ဖွက်ထားလိုက်မယ်အဲဘယ်လိုမျိုးဖွက်မလဲဒီလိုမျိုးပေါ်နေဆိုမရဘူးပေါ့နော်ဖွက်ထားဖို့အတွက်ဘေးကိုကျွန်တော်ဒီလိုမျိုးဖွက်လိုက်မယ်အလက်လေးနဲ့ဆွဲယူလိုက်ဘေးကိုပေါ့နော်အဲဒီနားလေးမှာထားလိုက်လုံးဝပျောက်အဲပျောက်သွားတဲ့ဆိုရင်တော့ဆိုရပြီโอเคဒီမှာ Facebook မမြင်ရတော့ပျောက်သွားပြီပေါ့နော်โอเคဒါဆိုရင် Facebook မမြင်ရအောင်ပျောက်သွားပြီဆိုရင်ကျွန်တော်မျှတော့တစ်ချက်စီအပေါင်းလေးနဲ့ရှိတယ်နော် အဲ့ဒီအပေါင်းလေးကိုတစ်ချက်နှိပ်လိုက်โอเคအပေါင်းကိုနှိပ်လိုက်ဒီမှာအဆက်ကလေးတစ်ခုကျသွားတယ်နော်โอเคဒါဆိုရင်โอเคသွားပြီအဲ့ဒါဆိုရင်ကျွန်တော်ကဒီနေရာက Facebook ကြောင့်ပြောတာဖြစ်နေတယ်ကိုရကိုရပြောတဲ့နှုတ်လေးနဲ့တခါတက်ပေါ်တော့လောလောလိုက်ပေါ့နော်โอเคဒီလောက်လောက်မှာပဲကိုက Facebook ကြောင့်ပြောတာပြောတာဆိုရင်တက်ပေါ်လာပြီဆိုရင် Facebook ကိုလက်နဲ့ယူသွားလိုက်ကိုထားခြင်းတဲ့နေရာမှာထားလိုက်အချင်းကျက်တစ်ခါလဲချိန်လိုက်โอเคရဒီတိုင်းအချင်းကျက်တစ်ခါလဲချိန်လိုက်အဲပြီးပြီပေါ့နော်โอเคဒါဆိုရင်ဒီမှာလည်းအမှတ်လေးကြာသွားပြီဒါဆိုရင်ကျွန်တော်တစ်ချက်ဒီနာလေးကပြန်ဖွင့်ပြမယ်โอเคဖွင့်ကြည့်လိုက်မယ် ်အဲ Facebook ကြောင့်ပြောရင် Facebook တက်လာတယ်โอเคဒါတက်လာရပြီပေါ့နော်ဘုံကဘုံကတုံတော့တုံသွားပြီကျွန်တော်ဘုံကโอเคဒါဆိုရင်ကျွန်တော်ကအခုလိုမျိုးဖြစ်နေပြန်မယ်ဒါဆိုရင် Facebook ကနှစ်ဖူးပေါ့အုံနေတယ်ပေါ့နော်အဲကျွန်တော်ရဲ့ကြော်ကုန်းထားမယ်ဘယ်လိုမျိုးထားမလဲပေါ့နော်အဲအထူးတူပဲပေါ့နော် Messenger ထားသလိုပေါ့တော့ Facebook ဆိုတော့လေအဲ Facebook ကိုနှိပ်မယ်အနှိပ်ပြီးတော့ဒီအောက်ကဘာမှကျွန်တော်တို့ရှာရမယ်ခင်ဗျအောက်ကဘာကိုဆွဲမယ်အဲဆွဲပြီးတော့ခုနကလိုပဲ layer ဆိုတော့ရှာရမယ်ပေါ့နော်အဲဒီ layer ကိုနှိပ်မယ်အဲနှိပ်ပြီးတော့ဒီမှာ အဲ Facebook ကဒီဘက်ရောက်နေကျွန်တော်ကဒီဘက်ရောက်ရမှာပေါ့နော်ဒါဆိုရင်ကိုယ့်ရဲ့ပုံလေးကိုလက်လေးနဲ့ဖိပြီးတော့ Facebook ဘက်ကိုချိန်လိုက်အဲချိန်လိုက်တာနဲ့ Facebook က auto တော့ရောက်သွားပြီပေါ့နော်အဲဒါဆိုရင်အမှန်လေးချစ်ပေးလိုက်အဲပြီးသွားပြီဒီလောက်ပဲဒါဆိုရင်ကျွန်တော်ကအဲ Messenger ကြောင်ပြောနေတယ်ပြီးသွားပြီ Facebook ကြောင်ပြောရင်အဲ Facebook က automatic တက်လာတယ်အဲအရှိမပြတာကတော့ဒါကျွန်တော်အဲ animation နဲ့အဝင်ပြတာပေါ့နော်ဒါကတော့ဒါကျွန်တော် keyframe နဲ့ပြတာပေါ့နော်အဝင်ကတော့တိတ်မလောက်ဇိုးနဲ့ဆက်ခနဲ့ဝင်တယ်လို့ဖြစ်တယ် ဘာဖြစ်လို့ဇိုကနဲ့ဇက်ကနဲ့ဝင်သလိုဖြစ်လဲဆိုတော့ဒီကီးပရင်ကနီးသွားလို့ပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်ဒီကီးပရင်ကနီးသွားတဲ့အကွာပြန်ပြီးတော့ဖြတ်ချင်တယ်ဆိုရင်ဘယ်လိုမျိုးဖြတ်မလဲပေါ့နော်။အဲဒါဆိုရင်ဒီတန်းလေးကဒီကီးပရင်ပေါ်ကိုတက်တက်ကိုချလိုက်။အဲဒီလိုမျိုးချလိုက်။အဲချလိုက်ရင်ဒီမှာအနီလေးပေါ်သွားတယ်ပေါ့နော်။ပေါ်သွားဆိုရင်ဒီအနှုတ်ကလေးကိုပြန်နှိပ်လိုက်။အနှုတ်ကလေးကိုပြန်နှိပ်လိုက်တာနဲ့ Facebook ကတူနေအောင်သူပြန်ဝင်သွားတယ်နော်။အနှုတ်မရှိတော့ဖြတ်လိုက်တဲ့ဘောပေါ့ဗျာ။အဲဒါဆိုရင်ကျွန်တော်နည်းနည်းလေးရှင်းလိုက်မယ်။ဒီလောက်လောက်မှကျွန်တော်ကပြောချင်တာပေါ့နော်။ အဲ့ဒါဆိုရင်အဲ့ဒီ Facebook ကိုဒီကိုလိုချင်လောက်နေရာထားထားပြီးတော့ဒီ Facebook ပုံနေတဲ့ Facebook ကိုယူသွားပြီးတော့ကိုလိုတဲ့နေရာမှာအဲတခါတဲ့အဲဒီလိုမျိုးအဲထားလိုက်ပေါ့နော် Okay အဲဒီတိုင်းထားလိုက်တာဆိုရင်ရပြီပေါ့နော် Okay ဒါဆိုရင်ကျွန်တော်တစ်ချက်ဖွင့်ကြည့်မယ်အဖုန်းကတော့ edit လုပ်တာတော့နည်းနည်းသိချဖို့လိုတယ်ပေါ့နော်တုံမှတုံနေတယ် Okay ဒီတိုင်းလေးရသွားပြီပေါ့နော် Okay ဒါဆိုရင်အဆင်ပြေသွားပြီပေါ့နော်အဲဒီမှာ โอเคအနောက်ကျောကထွက်လာတယ် Facebook အကြောင်းပြောရင် Facebook အကြောင်းထွက်လာမယ် Messenger အကြောင်းပြောရင် Messenger အကြောင်းထွက်လာမယ်ပေါ့နော်အဲကျွန်တော်ရဲ့မြေကဈေးရောက်နေတယ်ဆိုတော့ထို့သူပဲပေါ့နော်အရှိရထားတာကတော့လွယ်တာပဲနော်အဲဒီရှေ့မှာထားမယ်ဆိုတော့လွယ်လွယ်လေးပေါ့နော်အဲကိုထားကျင်တဲ့နေရာထားမယ်ထားပြီးတော့အပေါင်းပလက်ကိုနှိပ်မယ်အဲဒီမှာကျွန်တော်ဒီပုံကိုကျွန်တော်ထားလိုက်မယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ကဒီပုံထားမယ်ဒီလိုမျိုးထားမယ်ပေါ့ဗျာအဲ့ဒီနေရာမှာဇိုးကနဲ့ဇက်ကနဲ့ဝင်လာတဲ့ပုံမျိုးပေါ့နော်အဲ့ဒီတိုင်းဝင်လာလဲရတယ်ဒါမှမဟုတ်လို့ key frame နဲ့ဝင်ခိုင်းတာ key frame ကတော့ကျွန်တော်အကျိုက်ဆုံးပေါ့နော် ဲ့ဒါဆိုရင်အဲ့ဒီအခုထည့်တဲ့ပုံလေးကိုနှိပ်မယ်နှိပ်ပြီးတော့ကျွန်တော် key plane နဲ့ဝင်ခိုင်းမယ်ပေါ့နော်အဲ key plane နဲ့ဝင်ခိုင်းမယ်ဆိုရင်ကျွန်တော်ကဒီအောက်ကိုကျွန်တော်ဆွဲဖြောက်လိုက်မယ်ဗျာအဲဒီအောက်ကိုဖြောက်လိုက်မယ်အဲလူရိုးပြောက်ပြီဆိုရင်ရပြီပေါ့နော်အဲဒါဆိုရင်ဖြောက်လိုက်မယ်ဖြောက်လိုက်ပြီးတော့အဲဒီမှာ key plane လေးကျွန်တော်အမှတ်တစ်ချက် ပေးလိုက်မယ်အဲပေးလိုက်ပြီးတော့နည်းနည်းလေးဆွဲမယ်ဆွဲလိုက်ပြီးတော့ကျွန်တော်ရဲ့ဓာတ်ပုံတက်ခိုင်းနေတယ်ဆိုရင်ဒါလေးကိုပြန်ယူလာမယ်အဲဒီတိုင်းလေးပေါ့နော်အဲဒီတိုင်းကတော့ကျွန်တော်ကြိုက်တယ် animation အလုပ်ဝင်နေတာကျွန်တော်မကြိုက်ဘူးပေါ့နော်โอเคဒီမှာကြည့်လိုက်အဲဒီလိုမျိုးလေးတက်ပေါ်လာပြီပေါ့နော် အဲဒီတိုင်းထားလို့ရတယ်ဒါကတော့ကျွန်တော်ရဲ့မဆွေကိုယ်ရဲ့စိတ်ကြိုက်လို့ပေါ့နော်โอเคဒီလောက်ဆိုရင်ဒါကသဘောပေါက်မယ်နော်ကျွန်တော်တောင်းဆိုတဲ့မိတ်ဆွေကတော့အဲသူကဈေးရောင်းဝယ်လုပ်တဲ့လူဖြစ်တဲ့တော့ပေါ့နော်အဲဒီလိုမျိုးလေးတွေဘယ်လိုမျိုးထားရလဲအနောက်ကဝင်လာလာလေးတွေအဲအရှိကကိုကစကားပြောလိုက်တယ်ပေါ့နော်ရောက်ရောက်လာအောင်အဲဘယ်လိုမျိုးထည့်ရလဲပေါ့နော်အဲတချို့ဆိုလက်ဝါးလေးတွေပေါ့နော်ကိုကတော့တိတိချာချာပေါ့နော်ကျွန်တော်ရဲ့ဗီဒီယိုကတော့ကျွန်တော်ကအဲဗီဒီယိုကတော့ကျွန်တော်ကရှောက်ရထားတဲ့ဗီဒီယိုဆိုတော့ပေါ့နော်အဲဒီလိုမျိုးဖြစ်နေကျွန်တော်ရဲ့မိချက်ကတော့ဗီဒီယိုရက်ကြက်ရအောင် အလက်ဝါလေးလေးဖြန့်ဖြန့်ပြီးပြောတာလို့လက်ညှိုးလေးထိုးထိုးပြီးပြောတာလို့တခြားပြောပေါ့နော်။အဲကိုယ့်ရလက်ညှိုးထိုးကြတဲ့နေရာကိုကုလိုချင်တဲ့ရာလေးလာလာပြပေါ့နော်။အဲဒါလေးတွေနောက်ပိုင်းကျွန်တော်ထပ်ပြီးတော့ရှင်းပြပေးဦးမယ်ပေါ့နော်။အဲဒါကတော့ကျွန်တော်ရေးမွှေတောင်းဆိုတဲ့အတွက်ဒါကတော့အကြံမြင့်အခြေခံနေနဲ့မျှဝေပေးတာပေါ့နော်။အဲဒီလောက်ဆိုရင်လည်းကျွန်တော်ရေးမွှေနားလည်းသဘောပေါက်မယ်လို့ပြောလင့်တယ်ပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်တို့ကဒီ background တွေဒါတွေကကျွန်တော်ဖြောက်ထားပြီးစားပေါ့နော်။ background တွေဖြောက်ထားပြီးစားပေါ့နော်။ Messenger လို့ Facebook လို့ဒီဓာတ်ပုံတွေက background ဖြောက်ထားပြီးစား။အဲ background ကိုကျွန်တော်ကဘာနဲ့ဖြောက်ပြီးတော့အခုအသုံးပြုလဲဆိုရင်ကျွန်တော်ကပီဆက်နဲ့အသုံးပြုတယ်ပေါ့နော်။ အဲကျွန်တော်ပြပေးမယ်ဘက်ကထောင်းဘာနဲ့ဖြောက်လဲပေါ့နော်အဲဒီကောင်နဲ့ဖြောက်တယ်အဲ့ဒီ P set နဲ့ကျွန်တော်ဖြောက်တယ်ပေါ့နော်ဒီမှာဖြောက်ထားတာတော့ရှိနေတယ်โอเคဒါဆိုရင်ကျွန်တော်ပြန်ပြပေးမယ်နော်အဲဒီ P set လေးကိုလည်း play store ကဒေါင်းလုဒ်ဆွဲလိုက် P set တဲကိုဝင်မယ်အဲဝင်ပြီးတော့အဲဒီမှာအပောင်းကိုနှိပ်မယ်အပောင်းကိုနှိပ်ပြီးတော့နည်းနည်းလေးဆွဲတင်တယ်ဒီမှာ background ဆိုတာရှိတယ်ပေါ့နော်ဒီအကွက်ချားကိုပဲတစ်ချက်နှိပ်လိုက်တိုင်းနှိပ်လိုက်ပြီးတော့ကျွန်တော်ဒီကောင်နဲ့ဖြောက်တယ်အဲကျွန်တော်မြားလေးတစ်ချက်ကြီးအဲ့ဒီကောင်ကိုနှိပ်လိုက်တယ်အဲ့နှိပ်လိုက်သူကတစ်ခါလဲ background မပါဘူးပေါ့နော်ဒီနေရာမှာဒါကျွန်တော်တို့ကကုလိုချင်တဲ့ပုံလေးတွေကို အဒီကသွားယူပြီးတော့ကျွန်တော်ဖြောက်တယ်ပေါ့နော်ဒါကကျွန်တော်ဖြောက်ထားတာဥပမာအကျွန်တော်ကဒီကဖြောက်မယ်ဆိုတော့ဒီပုံကိုကျွန်တော်ဒီလိုမျိုးဖြောက်ထားတာပေါ့နော်အဲဒီပုံကိုဒီလိုမျိုးဖြဲတယ်အဲဖြဲပြီးတော့ဒီအောက်မှာ remove bg ဆိုတာရှိတယ်အဲ့ဒီကောင်နှိပ်တယ်အဲနှိပ်ပြီးတော့ဒီမှာ remove background ပေါ့နော်အဲ့ဒီကောင်နှိပ်တယ်ဒါဆိုပျောက်သွားပြီအဲပျောက်သွားရင်ကျွန်တော်အမှန်ချစ်တယ်အမှန်ချစ်ပြီးတော့ဒီမှာ download လေးပေါ်လာတယ်ဒါကိုတင်လိုက်တယ်ပေါ့နော်အဲဒီတိုင်းပဲပေါ့ကိုပြချင်တဲ့အိမ်ဝင်စားဆိုတော့ဒီတိုင်းလာဖြောက်အဲဖြောက်ပြီးတော့ကိုလိုတဲ့နေရာမှာပေါ့နော်ဗီဒီယို edit တဲ့နေရာမှာသွားပြီးတော့ထည့်တာပေါ့နော်ဒီတိုင်းအသုံးပြုတာပါ ဟုတ်ကဲ့ပါအဲဒီပိုလေးကတလောက်ဆိုရင်ဒါကျွန်တော်ရဲ့မဆွေအဲကိုကိုရောင်းကျင်တဲ့ product တွေပေါ့နော်အဲနောက်ကနေခံပြီးတော့အဝင်ထွက်လေးတွေလုတ်တက်လိုက်မယ်လို့လည်းကျွန်တော်ပြောလင့်ပါတယ်ဟုတ်ကဲ့ပါအဲဒီပိုလေးကတော့ဒီလောက်ပါပဲ